လောဂါတယောက်ဖြစ်တဲ့ CN နဲ့တငယ်ချင်း၃ယောက်တို့ဟာဘဂျီယန်နိုင်ငံရှိအကြီးမားဆုံးစွန့်ပစ်စခန်းနေရာတစ်ခုကိုခီးထွက်ခဲ့ကြပါတယ်။ CN ကဒီစွန့်ပစ်ကြေးရွာကို၃ချိန်လာပြီးသားဆိုပေမဲ့ဒီတစ်ချိန်မှာတော့သူတို့ဖွဲ့ဟာတတော်တဲကမောင်မိုက်တဲ့တတော်လန်းချောင်းတစ်ခုအတိုင်းရှောက်သွားနေစဉ်မှာ CN ဟာအရင်ကမရှိခဲ့တဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။ Hier is the ingang the port privat this is a place for gebed geliefd ons ruimte respecteer gebed and daar staat op pas op, waakhond. ik ben hier heel lang geleden geweest en stond hier vol met bungalows, met campings, met caravans, mobilhomes, midden in bos, al verspreid, super vet. En ineens is hier een waakhond. Maar dat, dat is gewoon tak. Ja, wakelhond. ja, dat hebben ze hier wakelhond. gewoon zelf gemaakt. Kijk, dat is een hip, dat maar dat is hier gewoon een zigeunerkamp si of, of een, hippie camping of zo geworden. Hallo? Ik hoor van alles hier. Dit is fucking echt. သူတို့အဖွဲ့ဟာဆိုင်းဘုတ်တွေနဲ့စာတွေတွေ့တဲ့အတွက်နင်းနေလန့်သွားကြပါတယ်။ဒါကြောင့်သူတို့ဟာဘေးကင်းဖို့အတွက်စိတ်ချရတဲ့လမ်းကြောင်းတွေကနေသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ဟာလုံးဝဘေးကင်းနေတာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့အခုချိန်ကစားပြီးကြောက်စရာအကောင်းဆုံးအရာတွေဖြစ်လာတော့မှမို့လို့ပါ။ We zijn iets verder gewandeld en dit blijkt, hola hola, ja, gewoon een wandelpad te zijn. Dus hier kunnen wij wandelen. Waar rijdt hier? Autobanden. Wat de f***? Dat is toch niet mijn auto of zo, hè? Je wordt letterlijk iemand gemarteld. Je wordt letterlijk iemand gemarteld in de bos. ဒီဖြစ်ရက်တွေဟာကြောက်စရာကားတဲ့ကဇလန်းတပုတ်လိုပါပဲတတော်တွေကနေအဟစ်တန်တွေကိုကြားလိုက်ရပါတယ်ပြီးတော့အဖြူရောင်ဝိယုံရှိဝတ်ထားပြီးမျက်နာမှာအဖြူရောင်ဆေးတုပ်ထားတဲ့အရက်ရှိရှိအမျိုးသမီးတယောက်ဟာပစိန်တလက်ကင်ပြီးတတော်တွေကနေထွက်လာပြီးသူတို့အဖွဲ့ကိုတိုက်ခိုက်ဖို့လာခဲ့တာပါစီအက်ဟာသူငယ်ချင်းတွေနဲ့ကွဲသွားပြီးတတော်တွေမှာပုံနေလိုက်ပါတယ် CF ဟာသူ့ရဲ့ကားဘက်ကနေအတန်းတွေကြားနေရပါတယ်။သူဟာသူတို့တွေကိုရှာဖွေနေတဲ့သူတွေတယောက်ထပ်ပုံများနေနိုင်တယ်လို့စိုးရိမ်နေပါ။ဒါကြောင့်ရဲတွေမလာခင်အထိမောင်းနေတဲ့တတော်ထဲမှာပုံနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ မျိုးသမီးဟာပစိမ့်နဲ့လိုက်တိုက်ခိုက်တာ CA ရဲ့ကားနံပါတ်ပြားကိုဆွဲပစ်တာရဲတွေနဲ့မပူးပေါင်းတာတောင်ဘာတစ်ခုမှမဖြစ်ပဲတတိပေးခံရပြီးလွတ်ပေးလိုက်ပါတယ်။ဒါကြောင့်ဒီဖြစ်ရဟာပကြည်ရန်ရဲ့အမျိုးသားသတင်းတွေမှာပါလာပါတယ်။သတင်းတွေရတော့အသက်42နှစ်ရှိတဲ့အမျိုးသမီးဟာအကြေးရွာမှာတရားမဝင်နေထိုင်နေတာပါ။ဒေတာအနာပိုင်တွေဟာသူ့မောက်ကိုဖယ်ရှားဖို့စူးစမ်းနေပါတယ်။အနီးနားကနေထိုင်သူတွေကတော့တစ်တော်ထဲမှာလမ်းလျှောက်ရင်စိတ်မချရဘူးလို့ပြောနေကြပါတယ်။ စီအက်ကတော့ဒီဖြစ်ပြက်ဟာသူ့အတွက်တော့အရန်ထိတ်လန့်စေပြီးကြောက်စရာကောင်းလွန်းတယ်လို့သူ့ရဲ့ YouTube channel မှာတင်ခဲ့ပါဗျာ။